မင်္ဂလာပါရှင်ဆီယာမကြီးကျူကျူသိန်းရေးသားထားတဲ့ဘာဆိုင်လို့လဲဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ဘာဆိုင်လို့လဲကျောင်းသားကြီးတူကအချိန်ပြောင်းကလိုင်းလှုပ်လိုက်သည် ဒါဆိုနောက်နာရီဝဲတာတာလောက်ရှိလင်မနဲ့ထမင်းစာလွတ်တော်မီငငယ်စာလာပြီကျောင်းမြမြန်လှမမနဲ့စာထမင်းမြမြန်စာရပါမီကျောင်းရဲ့လွတ်ပါတော့စူတောင်းနေစေအတန်နဲ့သူဆီယာမာလေးဝင်လာသည်ဆီယာမာလေးနံမီကဒေါ်ပြုံပြုံလွင်နဲ့ငငယ်တိတာပေါ့နေတိုင်းတွေ့နေရတဲ့ဆီယာမာလေးပဲဟာနော်ဆီယာမာလေးကငငယ်ကိုပြုံပြခဲ့သေးသည် ပြုံးလိုက်တော့ပင်ကိုကလှတော့ဆီယာမဤမျက်နာကလေးဘလို့ချစ်စရာကောင်းသွားမှမသိငငယ်ကဒီကြောင်ကဆီယာမတွေထဲမှာဒီဆီယာမလေးကိုငငယ်အချစ်ဆုံးအမအရင်သာဖြစ်ပါစေတော့ဟုဆူတောင်းခဲ့ဒီမှာလဲအကျိန်ပေါင်းမနေလှပြီအတန်းနဲ့တို့ဝင်သွားတော့ဆီယာမလေးကို ငငယ်ငေးကြည့်နေသည်ဆီယာမကလက်ဆွဲချင်းချင်းကလေးကိုစပွဲပေါ်တင်လိုက်သည်ဖတ်စာအုပ်မြေပြူတောင်း ကြောက်တဲ့မုံဖြတ်တိုးကို ထုတ်ယူလိုက်သည်ဆီယာမလေးဤလှူရှာမှုမှန်သမျှကို ငငေငေကြည့်နေသည်ထိုအခိုက်ဆီယာမလေးစတုံးတွင် ကပ်ပန်ထားသည့်နင်းစီပန်လေးပြုတ်ကျသွားသည်ဆီယာမပန်းပြုတ်သွားပြီငငေလှုပ်ခနဲပြောမိသည်ရှီစုံတန်းတွင်ထိုင်နေသည့်ခင်တီရာကငငယ်ကိုဘာဆိုင်လို့လဲဟူသောမျက်နှာထားဖြင့်မျက်ဆောင်ထူကြည့်လိုက်သည်။"အိုးဘာရမလဲငငယ်ပဲ ဒီလိုသူများရန်လိုတာကိုခံနေလေးရှိတာမှမဟုတ်ပဲဖြက်ဆိုမျက်ဆောင်ပြန်ထိုးဖြစ်သည်ဒါရင်မကမေးကိုစက်ခနေငော့ကအေးမဆိုင်ပောင်းဟူသောမျက်နှာပေးကိုပါအစစ်ထဲလိုက်သေးသည်ခင်တီတာကလည်းမခေစာကလည်းတော့လိမ်သေးလိမ်မာသူမို့ဆရာဆရာမတွေကချီးမြောက်ထားသဖြင့်မာနခဲပေပဲပီရန်ထောင်ပြရင်ရှာပါထုတ်ပြလိုက်သည် ပြီးတော့ငငယ်ကိုမကြည့်တော့ဘဲဘေးကကောင်းမလေးနဲ့စကားပြောနေလိုက်ရငငယ်ဆက်ဆက်ခါသွားတော့သည်ဟိုကသူ့ကို မကြည့်တော့ဘဲအနိုင်နဲ့ပိုင်းသွားသည် မဟုတ်ပါလားနေနှင့်အုံမိသည်တာညီသိမ့်မယ်ဟွန်းဆီယာမလေးကတော့ငငယ်တို့ဖြစ်နေပုံကိုလုံးဝမသိရှာပြုတ်သွားသောပန်းကိုဆန်ညက်ဖြစ်ပြန်တွေ့ပြီးကျောင်းတင်ငန်းစားကိုစာရန်ပြင်ဆင်နေ၏ဒီနေ့တော့ကလေးတို့ဖတ်စာအုပ်ထဲက မီယိုဖလားစကားထားများဆိုတာကိုသင်မယ်နော်။ကောင်းကောင်းနားထောင်ကြ။ဟေးနီနီကျော်ဘာဖြစ်လို့မုံစားနေရတာလဲသမီးရဲ့။စာသင်ချိန်မှာမုံမစားရဘူးလို့ဆရာမပြောထားတာမိသွားလို့လား။မစားနဲ့နော်။ခဏနေရင်ကြောင်းလွတ်တော်မှာပဲဟာ။နောက်ကိုအတန်နဲ့မုံယူထိုင်ဆရာမအားလုံးယူစားပြစ်လိုက်မှာနော်။တိလား။ဆရာမကချော်တယ်လို့လူ၊ချောက်တယ်လို့လူ။အိမ်ကမေမေတို့နဲ့တော့ကွာပါ။မေမေက တခုခုလေးစိတ်တိုင်းမကြတာနဲ့ဒုံနှစ်ကျော်တွေ့ပြီးသားမှတ်ရောပဲမမရရငငယ်တုန်းကစာလွန်လို့ငပြော်သည်နှလုံးခူစားဘူးသည်ဘာပြောကောင်းမလဲမမေဒေါသထွက်လိုက်ပုံများနောက်ခူစားဦးမလားခူစားဦးမလားနဲ့မေရင်ရိုက်ရိုက်ရင်မေနဲ့ရိုက်လိုက်ဒီမှာတပြက်စီတစ်ချောင်းလိုအစိတ်စိတ်အမွားမွားဖြစ်သည့်အထိမစားတော့ပါဘူးမမေရဲ့မစားတော့ပါဘူးဟုနောင်တကြီးစွာနဲ့ဖြည်သည်ကိုပင် မကြတော့ဟုထင်ပါသည်မမတ်ရရတခါပါပဲနောက်နောက်များတော့ငငယ်တို့ကိုထီလက်ရောက်ခူးစားဖို့ဝီရောစိတ်ကူထဲမှာပင် မခိုးမိတော့မရိုက်လို့မဖြစ်ဘူးအဖေကြီးရဲ့မကောင်းတဲ့အကျင့်ဆိုတာအခုလိုငငယ်ကလေးကအေးကွန်ခွာချထားမှဖေဖေကတပြက်စီကျိုးသည့်အထိရိုက်တာကိုကန့်ကွက်သည်ထင်ပါသည်မိမိကထိုအတိုင်းပြန်ပြောသည်ကို ငငယ်ကြားရပါသည် ကဲမင်းမယ်နော်တီးတဲ့လူဖြေကြ ရိုက်တော့ချာချာလဲကျိုးကိုဆွဲလို့ငူရှာတယ်တဲ့အဲ့ဒါဘာလဲကလေးတို့သိကြလားအတန်ထဲတွင်တွတ်နဲ့ညံသွားလေတော့သည်တယောက်နဲ့တယောက်အပြေညှိနေကြသည်ငငယ်လေးဘာများပါလဲဟုစဉ်းစားကြည့်နေမိသည် မျက်မှောင်ကလေးကုပ်ပြီးစဉ်းစားနေသည့်ငငယ်ကိုမြင်တော့ဆီယာမလေးကကျင်နာစွာပြုံပြပြန်သည်တိပီဆီယာမအဲ့ဒါကလေးအိုးမဟုတ်သေးဘူးခိုင်ခိုင် အရိုက်ခံရတိုင်းကလေးမဟုတ်ပါဘူးတမီးရဲ့ကလေးကသူ့ကိုရိုက်ရင်ခြားခြားလေးနေပါမလားကွအမေကြီးကြောက်ပါပြီနောက်မလုပ်တော့ပါဘူးဆိုပြီးအိမ်ကိုပတ်ပြီးပြေးတတ်တာမဟုတ်လားကွနော်ဖိုးစောမင်းတနေ့ကအရိုက်ခံရတော့ခြားခြားလေးမနေဘူးမို့လားဖိုးစောဒီပါဇက်ပေါက်နာရောက်လို့ဆဲဆဲဖြစ်နေသည့်နှံ့များကိုနှကောင်နဲ့ပြန်ရှုပ်သွင်းလိုက်ရင်ရှက်နေသည်ကဲကဲဘသူမှမသိကြဘူးထင်တယ်နော်ဒါဖြင့်ဆ iam မပြုတ်ပြမယ်ရိုက်တော့ခြားခြားလေး ကျိုးကိုဆွဲတော့ငူရှာတယ်ဆိုတာကြီးစီကိုပြောတာကွဲ့ကလေးတို့အိမ်မှာကြီးစီရှိတယ်မဟုတ်လားအဲ့ဒီတော့ခြာလဲခြာလဲနဲ့ကျိုးကလေးကိုလည်းတွဲလောင်းကလေးဆွဲလို့မဟုတ်လားဟုတ်တယ်ဆရာမဟုတ်တယ်သုံးလေးယောက်ကပြိုင်တူအော်လိုက်ကြ၏ဟုတ်ပြီဒါဖြင့်နောက်တစ်ခုမင်းမယ်ကျူပင်ကျူကျူပင်ကြာလောင်းကလေးနဲ့သွားတဲ့အဲ့ဒါဘာလဲကွဲ့ကြော်ကြော်ဖြေပါဦးဖြက်ခနဲစဉ်းစားလိုက်သည်ငငယ်ချက်ချင်းအဖြေရသည် ဒါများအလွယ်ကလေးငငယ်တို့အရင်အိမ်တုန်းကအမြဲတွေ့နေခဲ့ရတာပဲတိတာပေါ့တိတ်တိတာပေါ့ဘာများခက်လို့လဲတဒံလုံးကတော့တွတ်တုတ်များမလို့တယောက်နဲ့တယောက်ဒီတို့တိုင်မင်းတန်မင်းမကြရငိန်ချက်သားကောင်းလာသည် အခါတိုင်းကြောင်းစာမေးလင်းလက်ညိုးတထောင်ထောင်နဲ့ဥအောင်ဖြေလိုက်ရမှခြေနဲ့လေးရှိသူခင်တီတာတို့ဝါဝါရွှေစင်တို့လည်းငိန်နေမင်းထွန်းတို့ကြော်မြင့်ထီးတို့လည်းငိန် တံလုံးတွင် ဖူးစော့ဤနှစ်ချီရှုံတန်းတရှုံရှုံကိုသာကြားနေရသည်ဟောတော်ကလေးတွေတယောက်မှမတိကြဘူးလားကွယ်နည်းနည်းလေးမှစဉ်းစားလို့မရတော့ဘူးလားကွယ်ဆီယာမလေးကရည်တန်းကလေးဖြင့်ပြောရင်စိတ်ပါဝင်စားကြီးစွာဖြင့်နှုတ်ခမ်းကလေးတလုံလုံကိုဟန်လေးတကြွားကြွားဖြစ်နေသည်ငငယ်မျက်နှာကလေးပေါ်သို့မျက်စိရောက်လာသည် ငငယ်ကတော့သူ့ကိုများ လက်ညှိုးထိုးမေးလိုက်တော့မည်လားဟုယင်တထိတ်ထိတ်နီမျောလင့်နေမိသည်မေးစမ်းပါဆရာမရဲ့ငငယ်ကိုမေးလိုက်စမ်းပါငငယ်လေးဖြည့်ချင်လုံးလို့ပါဒါမှလေအမြဲတမ်းစာရသူဆိုပြီးမာနတက်နေတဲ့ခင်တီတာတို့ဝါဝါရွှေစင်တို့ငငယ်အနိုင်ရမှာတိလားငငယ်ကိုများမေးလိုက်ရင်လေတခါတည်းအပြက်ဖြေချပြစ်လိုက်မှာဒီတခါလေငငယ်စူတောင်းမပြေပြန်ဆရာမလေးက ကျော်မြင့်ထီတို့အဆူစီသူစိတ်ရောက်သွားပြန်သည်ကဲကဲကျော်မြင့်ထီရောမဖြစ်နိုင်ဘူးလောက်ကွယ်ကျော်မြင့်ထီကလက်မစုံနေရမှဂမန်ကတန်ဖြုတ်ဖြစ်ပြီးမတိဘူးဆရာမဟု မပီမသားဖြေလိုက်၏ပြီးရှည်သွားလေးကျိုးနေသည်ကိုကြပြကြရာလက်ဖြင့်အုပ်ထားလိုက်သည်ဒါဖြင့်နောက်ခုံကမောင်ဆိုးသူရောဆိုးသူကဦးချောင်းချောင်းဖြင့်ခေါင်းရံပြလိုက်သည်ဆရာမမေးရင်ပါဇက်နဲ့ဖြေရမယ်လို့ပြောထားတယ်လေ ကဲထပါဇက်နဲ့ကောင်းကောင်းဖြေအဟိဟိခိခိခိတဒန်းလုံးရည်တန်လွှမ်းသွားတော့သည် မရေပဲနေနိုင်ကြယူလားသို့သူကဆီယာမစကားကိုနာခံပြီးနှုံမဖြည့်ရန်ကြိုးစားလိုက်ရာပါဇက်မဇင်းငန်စီများထွက်ကြလာတော့ကြောင်းပင်သည်ငငယ်ကလေးရည်ချင်းစိတ်ကိုမမျိုးသိမ့်နိုင် စိတ်ရှိလက်ရှိပင်ရည်ချပြစ်လိုက်မိသည် ဟက်ကောင်မလေး နေရဘာဖြစ်လို့ရင်းနေရတာလဲသိမယ်ဟင်စူသူက ငငယ်ကိုလမ်းကျိန်လိုက်သည် အောင်မေမောင်စိုးသူရဲ့မင်းတို့ပုံမဟုတ်တာတော့မပြောဘူးရည်တဲ့သူကိုအပြစ်တင်နေရတယ်လို့အေးနော်မင်းတို့တွေကြက်ကြက်သတိထားအတန်းထဲမှာမုံကြီးခိုးစားနေကြတာနေုံတနေ့မှ အမိကိုဖမ်းအောင်မေဟဲ့ဟဲ့ကောင်းလေးနေရောက်ဘာဖြစ်နေကြတာလဲလူဝဲတွန်းဟဲဖြစ်နေကြသည်အေးကိုနစ်ခမောင်ထွန်းတို့တန့်သွားသည် အေးကိုစီမနေကြစေတွေခမမဟုတ်ဘူးဗျသူ့ဟာတွေတိုင်တန်တော်တန်ကိုပြိုင်သူပင်ကြားလိုက်ရသည်ကဲယူခဲ့စမ်းဘသူ့ဟာဖြစ်ဖြစ်မင်းတို့ဟာတိတ်ပြောရတာပဲကွယ်ကလေးတွေလင်းလင်းမာမာနေကြစမ်းဟေငငယ်ကတော့ဆီယာမလေးကိုတနာသွားမိပြန်သည်ဟုတ်ပါရဲ့စာလဲတင်ပြရပြောလေပြောရသည်တကယ့်ကိုမိုးနေမှာပဲကြည်ပါဦးခုပဲမိုးသွားဟန်ဖြင့် မတ်တက်ရနေရကသူကလထိုင်းတွင်အသာအရာဝင်ထိုင်လိုက်ပါပြီ။နားထောင်ကြနော်။ကျူပင်ကျူကျူပင်ကြလောင်းကလေးနဲ့သွားဆိုတာတခြားဟာမဟုတ်ဘူးကလေးတို့ရဲ့ရကန်ရက်တဲ့အခါထဲ့ပြီးအသုံးချရတဲ့လုံးကိုခေါ်တာ။စာအုပ်ထဲမှာကြည့်လိုက်ကြစမ်းတွေ့လား။သူ့ပုံစံလေးကလှေကလေးလိုပဲလေ။ရကန်ရက်တဲ့အခါချီမြင်တွေချာမှသူကဟိုဘက်တီဘက်လူလာခတ်နေရတာကွ။ရကန်းစင်ကိုကလေးတို့မျက်မြင်တွေ့ရရင်ပူတိလာလိမ့်မယ်။ ကဲစာအုပ်တွေပြန်ပေးလိုက်အောင် နောက်တစ်ခုမေးမယ်ဆီယာမာလေးစကားကိုစိတ်ဝင်စားနေမိသည့်ငငယ်ကိုတစုံတစ်ခုသောဝေဒနာကလှုံ့နှိုးပြစ်လိုက်၏အာနားလိုက်တာပါဖောင်မောင်ကလေးကိုလက်ဖြင့်ဖိထားလိုက်မိ၏ထိုအခါသွားကြိုက်ဝေဒနာကတက်သားသွားသလိုလိုဒီလာအတွင်မကို ငငယ်သွားရီကျူတာနှစ်ချောင်းရှိခဲ့ပြီပေါ်ကသွားရီကျူပြုတ်ထွက်ကုန်ပြီး အောက်ကတော်လေးတွေပင်ပြူတီပြူတီပေါ်လာပါပြီ။ဒီတချောင်းကျူးထွက်သွားလင်းရောသူ့နေရာမှာအစ်စ်တချောင်းပေါက်လာပါအောင်မလားမသိ။မပေါက်ခဲ့ရင်တော့သူများတွေကတကြိုးတကြိုးနဲ့စကြတော့မှာပဲ။ဖြီလေးကလေးတွေငါနွားတကောင်ဘူးတထောင်းနဲ့စဉ်းစားနော်။ဒီတခါမှန်အောင်ဖြီနိုင်တဲ့လူကိုဆီယာမကခဲတံတချောင်းစုချမယ်။ဆီယာမလေးလက်ထဲကခဲတံလေးကိုငငယ်မမောနှစ်သက်စွာ လိုက်ကြည့်နေမိသည်။ ငငယ်လူချင်းလိုက်တာနော်ခဲတဲ့အစ်စ်ကလေးသာရရင်ငငယ်ယူယူတီတီတိမ့်ထားမှာပါဆီယာမပေးတဲ့စုကိုငငယ်တိတ်လိုချင်တာပဲဒီတခါတော့ငငယ်ဖြေလိုက်တော့မယ်ခင်တီရာတို့ဝါဝါရွှေစင်တို့ မျက်ဆောင်ထိုးလဲခံလိုက်တော့မယ်ငငယ်ကအဖြေကိုတိတာပဲနော်ဆီယာမအဖြေမှန်တဲ့လူကိုဆီယာမကစုချမယ်လို့ပြောထားတာပဲမဟုတ်ဘူးလားနော်ဒါမှခဲတဲ့အစ်စ်ကလေးရမှာမဟုတ်လားခဲတဲ့လေးရလဲလှလိုက်တာ စီအောင်စုံအယုတ်ကလေးချေထားတာသိလှတာပဲဟိုတခါမမပေးထားတဲ့ခေရန်လေးကအတူတူလေးပဲရှိတော့တာရေလို့တောင်သိမကောင်းတော့ဘူးဆီယာမရဲ့ခေရန်လေးကိုရရင်တော့ပွားတာပဲကလေးတွေကလေးတွေဖြေကြလေကွယ်ငါသမီးတည်တာမဖြေနိုင်ဘူးလားစဉ်းစားပါအောင်ကွယ်ငါနွားတကောင်ဘိုးတထောင်နဲ့သိရင်ပြောကြဒီမှာစုဟာအစင်းသိရှိတယ်ဆီယာမလေးမျက်လုံးသူ့စီရောက်လာပြန်တော့ငငယ်ရုတ်ချီအားရှိသွားသည် ဖြက်ဆူလက်ညိုးလေးထောင်လိုက်ပြီးတိတယ်ဆရာမတိတယ်အဲ့ဒါကြဟင်းကားသည်ကတုတ်ကရက်ဖြေးလိုက်မိ၏သူထက်သူများဦးသွားမှစိုးရင်လွန်သဖြင့်မြ мян ကြီးဖြေးလိုက်မိ၏ပြီးတော့မျက်လုံးကခဲတံကလေးစီမှာအိုးသူနဲ့ပါဆိုင်လို့လေဆရာမနဲ့သူနဲ့မဆိုင်ဘူးနော်တွားနေဖြေးစရာမလိုဝါဝါရွှေစင်ကသူ့ခုံမှာဖြက်ဆူထားကငငယ်ကိုလှမ်းရန်တွေးလိုက်၏ ဆိုင်နေဆိုင်နေငါတိလို့ငါဖြေးတာဆီယာမအတိတဲ့လူဖြေးတဲ့မှန်တဲ့လူကိုခဲတံပေးမယ်ပြောထားတာနော်နော်ဆီယာမနော်အိုးရှစ်လည်းမရှစ်ဘူး तू ဟာဖြင့်ခင်တီတာကမိခါရွယ်ကပြော၍မဆုံးသေးကြောင်စင်ခေါလောင်းတန်ကြားလိုက်ရသည်ဆီယာမလေးကငငယ်စီလျှောက်လာက ကျင်နာပြုံဖြင့်သမီးရဒီခဲတံလိုချင်လို့လားကွငငယ်မှန်အောင်ဖြေနိုင်နေဟာပဲအေးပါကွဟုတ်ပါတယ် ဆီယာမားကလည်းပေးမလို့မေးတာပါကဲရော့ယူလိုက်တော့နော်ခဲတံကိုမမမောမောကင်ကဖင်ပြန်ကောင်းပြန်ကြည်နေမိသည်ဟာဒီနီနီလေးရပန်သေးတွေဒီဝါဝါကလိမ်မော်သေးလေးတွေဒါလေးတွေရစပြစ်သေးဒါလေးကနှက်နှက်သေးအယောင်လေးတွေရစုံနေတာပဲပျော်လိုက်တာနော်ပြော်လွန်၍စစောကထမင်းစာခဲ့သည်ကိုပင်မေ့နေတော်သည်ဟဲ့ငငယ်ငါထမင်းစာလာပြီဟလှဲကြည့်လိုက်တော့မမ မမနောက်မှာရှူတူတူနဲ့ရန်နေသူကမမောင်မမက6တန်းမမောင်က3တန်းငငယ်ကသူ့ချီရင်တွင်ချထားသည့်ချင်းနှောင်းကိုအตาမယူလိုက်သည်ချင်းထဲမှာ၃ဆင့်ချိုင်းတစ်ခုလိမ္မော်သည်နှလုံးတကြလုံးလီလုံးမမငငယ်ကိုစိုးမထားအောင်သူအားကြီးမရိုင်းနဲ့ငငယ်ကြောက်သွားသည်မမောင်ပါလို့ဒီလိုတိုင်မန်းတွေးမရတော့သူ့မမောင်တို့ဆရာမမေးတာတွေကိုဝင်းဝင်ဖြေတယ်ခင်တီတာကလေ သူနောက်တစ်ခါဒီလိုဝင်းဖြင့်အောင်မယ်။သူ့အမညာရရရိုက်ကြည့်ပါလား။ငါလည်းပြန်တွေ့ပြစ်မှာပေါ့။ဟွန်းသူ့အမညာငါကြောက်လိမ့်မယ်မှတ်နေလား။တကယ်လဲမကြောက်ပါ။ခင်သီရာကစာတော်သည်လူချစ်လူခင်များသည်ဝိစာသည်ပေါ်သည်နှုတ်ဆွာသည်ထားအောင်တကယ်တမ်းလက်တွေ့တွေ့ကြခြားကြစတဲ့ဆိုရင်တော့ငငယ်လူကြောက်တူးကလေးလိုအကြံပဒံခံနိုင်သူကိုခင်သီရာလိုပျော့ပျော့နွဲ့နွဲ့ လလပပကလေးနေသူကဘယ်မှာနိုင်နိုင်ပါမလဲထို့ကြောင့်ငငယ်ခင်တီတာကိုနည်းနည်းကလေးမြမကြောက်ငါတို့အတန်ထဲမှာစာမေးတာမင်းကိုမေးတာမှမဟုတ်ပဲနင်းနဲ့ပါဆိုင်လို့လဲဟုတ်သားပဲငငယ်ကလေနင်းနဲ့ပါဆိုင်လို့လဲနောက်ကိုထမင်းလာပို့ရင်စာသင်ခန်းတွင်နာမလာနဲ့ကျောင်းဘဝတစ်ပင်အောင်မှာစောင့်နေကြာလာမဆိုင်တဲ့နေရာဝင်ဝင်မရှုပ်ဆန်းနဲ့မိမိတိုင်လာရင်နင်းအရေးခံရမှာနားလေလားစောစောကရှင်နေသည့်ပျော်ရွှင်မှုတွေ ကြည်နူမှုတွေမန်တွေအစာငငယ်ရင်နေတော့အာငယ်မှုတွေဝန်နေမှုတွေတိုးဝင်လာသည်ဘာဆိုင်လို့လဲတဲ့ဘာဆိုင်လို့လဲတဲ့ချက်ချင်းမင်းမျက်ရည်တွေဝေလာသည်မောင်မောင်တို့အတွေ့ထမင်းပြင်ပေးနေသည့်ငငယ်လက်ကလေးတွေတုံလာသည်ဟက်ကောင်မလေးငါပြောတာကြားလားအမလီဒီလောက်လေးပြောလိုက်တာနဲ့မျက်ရည်ကကြာရပြန်ပြီတကယ်တည်းအဖြစ်သေးနေလိုက်တာတိတ်ဆန်းလူမြင်မကောင်းသူမြင်မကောင်း မမကကြိတ်မှန်သည်ပဇွန်တို့ကတယောက်နှကောင်နဲ့လားဝတ်တလုံးရောတယောက်ကိုလေးလုံးနဲ့လားမှန်မှန်ပြောစမ်းလမ်းမနဲ့ခိုးစာခဲ့သေးလားဟင့်အင်းမစားပါဘူးမမောင်ရေယုံပေါင်းကြိမ်ပြောရဲ့လားရဲပေါ့ဆယ်ကားပြန်ကြိမ်ရဲသည်ငိုတန်ပါလီနှင့်ညင်ညူရင်မျက်ရည်တွေက ငငယ်ပါပြင်ပေါ်သူ အလိုက်ကန်းစိုးမတိတတ်စွာလိန်စင်ကြာလာပြန်တော့ဤ thank you ဆီယာမကြီးကြွကြွသင်ရေးသားထားတယ်။ဘာဆိုင်လို့လဲဆိုတဲ့ဝထုထုလေးကတော့ဒီတင်မဲ့ပြီးဆုံးသွားခဲ့ပါပြီ။နာဆင်ပြီးခဲ့ကြတဲ့ချစ်တော်ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာ ရှင်လန်းကြပါသေးရှင်။